စကိုင်းတိုင်းတမုံမြို့နယ်မြန်မာအိန္ဒိယနယ်စပ်မှာမေလ22ရက်ကနယ်စပ်ဖြတ်ကျော်ဈေးရောက်တဲ့မြန်မာဈေးတဲ့ဆယ်ဦးကျော်ကိုအိန္ဒိယအာတန်ရိုင်ဖယ်တကဖမ်းဆီးရိုက်နှက်ကမြန်မာဗတ်ကျန်ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါတယ်။နယ်စပ်ဖြတ်ကျော်ဈေးရောက်ခဲ့တဲ့ဈေးတဲ့ဆယ်ဦးကျော်ဟာတမုံမြို့ပေါ်နဲ့တမုံနယ်ကျေးရွာတွေမှာနေထိုင်သူတွေဖြစ်ပါတယ်။ အဲ့ဒီမြန်မာစစ်သည်တွေကိုအိန္ဒိယနိုင်ငံအာတရိုင်ဖယ်တပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်းခံရပြီးမြန်မာပြည်ပချံပြည်လဲပို့ဆောင်ခံရတာနဲ့ပတ်သက်လို့အမျိုးသားညီညွတ်အစိုးရအန်ယူဂျီအမျိုးသမီးလူငယ်နဲ့ကလေးသင်ငယ်ရေးရာဝန်ကြီးဌာနတမူးမြို့နယ်တာဝန်ခံဒေါ်ခိုင်လေးက MFB ကိုအခုလိုပြောပြပါဗျ။အရှိမာဒီနေဇက်မှာဖြတ်ပြီးတော့ကျွန်တော်စိုက်ကယ်ရီနဲ့ဈေးရောင်းရတဲ့ဈေးတွေဈေးတွေရှိတယ်ပေါ့။ဒါလည်းပြည်သူအများစုပေါ့နော်။ဆိုတော့ ဒီလူတွေကိုလည်းရိုက်နေတယ်ပေါ့နော်ကျွန်တော်တို့မျက်စိနဲ့မြင်လိုက်တယ်ကျွန်တော်တို့နားနဲ့ကြားလိုက်တဲ့အနေဖြစ်စင်နေပေါ့ဆိုတော့ဒီလိုအနေထားဖြစ်ပြက်သွားတဲ့ဒီနယ်ဆက်ကျွန်တော်တတိယပြောမယ်ဆိုတော့မနစ်ပုံနယ်ထဲမှာမှာဒါ channel KI ပေါ့နော် channel KI နယ်ဆက်မှာရှိတဲ့ဒီ Arsenal ဆက်တစ်ပေါ့နော် Arsenal ဆက်1ကနေမှလုတ်သွားတာနယ်ဆက်ဖြတ်ကျော်ဈေးရောင်းချတဲ့မြန်မာဈေးတွေကအထောက်ထားမရှိပဲနားလည်မှုနဲ့ဝင်ထွက်သွားလာဈေးရောင်းချသူတွေဖြစ်ပါတယ်။နယ်ဆက်ဝင်ပေါက်တွေဆိုတာကဒါ ဝင်ပေါက်ရလို့တည်တတ်မရှိဘူးပေါ့နော်ဒီဟာဒီနေရာတွေမှာချက်စုပ်ကန်ထားခြင်းမရှိဘဲနဲ့တို့ကျွန်တော်တို့ဒီတိုင်းပဲသွာလာနေခဲ့ကြပြီးမှအခုကျမှဒီချက်စုပ်ကန်ခြင်းနဲ့ case နဲ့ဖြစ်တာမျိုးဆိုတော့ဒါကျွန်တော်တို့ကတော့ကျွန်တော်တို့ဒီဆစ်ဆောင်လေးအတွက်ကတော်တော်ကြီးကိုဟိုကြီးမားတဲ့စိတ်ခွန်မှုတစ်ခုပေါ့နော်ဒီဒီကြောတကြောမှာလှုပ်ရှားနေတဲ့ဒီနေထိုင်နေကြတဲ့ပေါ့နော်ဒီဆစ်ဘေးဆောင်လေးပေါ့ကျွန်တော်မြန်မာနိုင်ငံဆစ်ဘေးဆောင်လေးက စာဝနေရေးကစတော့ခက်ခဲသွားပြီအရင်တော့ကလည်းအဆင်ပြေနေခဲ့သလားလို့ကျွန်တော်ပြောမှဆိုအဆင်ပြေနေတယ်လို့ပြောလို့မရပါပဲဟိုတရားရခိုင်တော့လုံးဝပြတ်တော့သွားတာမဟုတ်ဘူးပေါ့နော်ကုန်စည်စင်းမှုရှိတဲ့အချိန်မှာတို့ဒီစာဝနေရေးတော့ကိုလည်းနည်းနည်းဖြည့်ရှင်းလို့ရတယ်ပေါ့နော်ဒါကလည်းတည့်အတိုင်းပဲဆစ်ချောင်ဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကအများကြီးနဲ့လုံးဝတဲ့စီးပွားရေးလုပ်ငန်းတွေဟိုတနည်းအဖြစ်ပြောရမယ်ဆိုတော့ဒါတတိဖြစ်တော့တဲ့စီးပွားရေးလုပ်ငန်းတွေတို့မလုံနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ဒီဆစ်ချောင်တွေအတွက်ကတော်တော်ကြီးကိုဟိုကြီးမားတဲ့စိတ်ခွန်မှုတစ်ခုပေါ့နော်အိန္ဒိယမြန်မာနှစ်နိုင်ငံ26မှာ အိန္ဒိယအနာပိုင်းတွေကနက်ဇက်ချန်စီကိုကာရန်နေတယ်လို့မေလ17ရက်ကလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနလောက်ခန့်တပူးခရိုင်ပကပရဲဘော်ဆဲဦးကိုအိန္ဒိယအာတန်ရိုင်ဖယ်တပ်ကဖမ်းဆီးနှိပ်စက်ကတပ်ဖြတ်ခဲ့ပါသေးတယ်။တမူးနယ်ဆက်အနေကအိန္ဒိယနိုင်ငံမဏိပူပြည်နယ်မှာမြန်မာနိုင်ငံကဆက်ဆောင်သူဦးရေတောင်းချီရှိနေပြီးအထောက်အထားမရှိလို့ဖမ်းဆီးခံရကအိန္ဒိယနိုင်ငံတွင်ထောင်ချခံရတဲ့အစင်းသားအရေးအတွက်လဲ900ခန့်ရှိတယ်လို့အကူအညီပေးနေသူတွေကပြောပါရတယ်။ လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံခိုစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါ ပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ